ခြောက်တန်နေရ9မှာတော့အရင်ကစားပွဲရဲ့ man of the match ကိုရပ်သွားခဲ့ပြီးဂျန်တန်90ကမ်းလမ်းမှုကိုရပ်သွားတဲ့အီဇာကီကိုအင်တာဗျူးနေပါတယ်အဲ့ဒီအပေါ်ဘလို့ခန်းစားရလဲလို့မိတဲ့အခါမှာအီဇာကီးကသူအတော်လေးပျော်မိတယ်လို့ဖြေပြီးတော့တာမန်အထက်တန်းကျောင်းသားတယောက်အနေနဲ့ဒီလိုအခွင့်အမျိုးရတာကိုယ်ယူစရာပဲလို့ပြောပါရယ်အခုလက်ရှိကျွန်တော်အထင်တော့ကျွန်တော်ကကျွန်တော်ရဲ့ဘဝကြီးကိုဘလူးလော့မှာပြောင်းလဲပြစ်နေပြီအီဇာကီးနဲ့အင်တာဗျူးရတာတော်တော်လေးကိုအဆင်ပြေချုံးမွေးပြီးတော့ဟိုလက်ပေါက်ခဲ့တဲ့အီတိုရှိစာရင်းနဲ့မတူပါဘူးဘတ်စတာမန်ချင်းရဲ့လူရည်တဲ့သူတွေပြောပုံအရာ အီဇာဂီယိုနိုဝါနဲ့ပူးပေါင်းစေခြင်းနဲ့တိုက်စစ်ကိုခံစစ်ကိုရရတယ်။ကိုင်းလိုက်လူအသေးပုံစံမျိုးနဲ့အသုံးချခြင်းနဲ့စတဲ့ဖြင့်ပြောဆိုနေကြပါရယ်။အဲ့ဒီမက်ချက်တွေအပေါ်အီဇာဂီရဲ့အမြင်ကတော့အဲ့ဒီလိုကစားကွက်တွေလုံနိုင်တဲ့အတွက်ပြောမိတယ်ဆိုပေမဲ့ဘူးတွဲဆော့ကစားရတယ်လူပေးတာတွေလုံစေခြင်းနဲ့ဆိုရင်တော့တိုက်စစ်မှုတယောက်အနေနဲ့ရှင်သန်ခြင်းနဲ့အီဇာဂီအတွက်ကတော့ဂိုးသိမ်းနိုင်တဲ့ရှီတန်းတယောက်ပဲဖြစ်ချင်တာပါ။သူရဲ့ကိုရီနဲ့ပဲအနိုင်ရချင်းပြီးအဲ့ဒီအတောက်ဆွလို့ဖို့အတွက်လဲစိတ်ကူးမရှိပါဘူးတုတ်ပြန်မှုကကြားရတာအဆင်ပြေပြီးတော့သူလိုချင်တဲ့အရာကိုသုံးဖို့ပေးတဲ့အတ္တ ဘလူးလော့ကစားသမားတွေအတွက်ပြီးပြည့်စုံတဲ့ဇာတ်မျိုးပဲဖြစ်ပါတယ်။အင်တာဗျူးလိုက်ပြီးသွားပြီးတော့တရင်တော့ကကန်ကောင်းပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။အဲ့လိုနဲ့အင်တာဗျူးကအပြန်မှာသူ့ရဲ့အပေါင်းပါတွေကစောင့်နေခဲ့ပြီးဘေးနားကနေဆက်ဆုနေခဲ့ကြပါတယ်။အင်တာဗျူးမှာပြောထားတဲ့ဇာတ်တွေကိုလည်းဘုန်းကြီးကျောင်းသားလေးကစမ်းအောင်နေပြီးသူပြန်ပြောတဲ့အခါမှာတော့လူရှင်တော်နဲ့တူနေခဲ့ပါတယ်။မလမကန်ကဦးစိတ်သူကတော့အီစာကြီးရဲ့ဘေးနားမှာတကက်ကက်လုံနေတဲ့ကောင်းတွေကိုကြည့်မရပါဘူး။မင်းတို့အဲ့လိုပဲဆက်ပြီးတော့ကတ်တွေ့နေလိုက်။အဲ့လိုဘာဖြစ်လို့လဲ။ तू ကအအောင်ဖို့ကောင်းတယ်လေ။အရှိကိုအရှိတိုင်းပဲပြောတာ။ မင်းကမတောက်ပါတော့လို့ဂျီဝင်လာလားအမိုက်ကောင်ရဲ့အဲ့ဒီအချိန်မှာဦးစိတ်တို့ရဲ့ထိချုပ်ထားခဲ့ရတဲ့ဒေါသတွေဟာမျက်နှာတစ်ခုလုံးမှာပေါ်လာပြီးသူနဲ့သူထင်းစီမှာတော့အရှုံးသမားဖြစ်လာခဲ့တယ်မတိလေးကအခုဆိုရင်ဘောလုံးကျဲပွင့်လေးဖြစ်နေတာကိုဦးစိတ်တို့ကမခံမရနိုင်ဖြစ်နေပါတယ်စောင့်ကြည့်နေလိုက်အီစာကြီးငါအားလုံးပြောပြလန့်ပြင်းမယ်အဲ့လိုပြောရင်းနဲ့ဘုန်းကြီးကျောင်းသားလေးနဲ့ဦးစိတ်တို့ကလေ့ကျင့်ဖို့ရဲ့အချိန်ရောက်လာပြီမလို့သွားပြီးတော့လေ့ကျင့်ခဲ့ကြပါတယ်အီစာကြီးကယူကီမီယာပျောက်နေတဲ့အတွက်ဘယ်မှာလဲလို့မေးတဲ့အခါမှာတော့ဆရာကြီးကကြော်ညာရိုက်နေခဲ့တာဖြစ်ပါတယ် Chris Brin နဲ့အတူနေကမျက်မှန်ကြော်ညာနေခဲ့တာဖြစ်ပြီး Yuki Miya ဟာထည့်ရိုက်ဖို့ Chris Brin ကတောင်းဆိုခဲ့တာပါအဲ့လိုကြော်ညာအတူရိုက်ရတာကိုလည်း Yuki Miya ကမယုံနိုင်ဖြစ်နေခဲ့ပါတယ်ဘလုံးသမားတွေဆိုတာလည်းနာမည်ကြီးဖို့လိုအပ်ပြီးလက်ရှိနာမည်ကြီးနေတဲ့ကစားသမားတိုင်းနဲ့ပူးပေါင်းလှုပ်ဆောင်သွားမှာဖြစ်ပါတယ် Yuki Miya အဲ့ဒါဆိုရင်ကစားပွဲရဲ့အကောင်းဆုံးတာဂိယွေးချင်းနဲ့ဘာလို့အတူတွဲမြဲတာလဲလို့မေးတဲ့အခါမှာ Chris Brin ကအဲ့ဒီကောင်ခွင့်မလွတ်ဘူးအဲ့ဒီကောင်ရောက်တာမဟုတ်ရင်နော်နူဝထက်တာလေဆိုတော့ကဘာကြီးကမြင်သွားလာပြီဆိုပြီးတော့ဒေါသတွေအလေးလိုက်ထွက်နေခဲ့ပါတယ်ပြီးတော့ယူကီမီယာကိုလည်းအီဆာကီကို ။နောက်ကပ္ပဖလာကြရင်တွေးကြမယ်လို့ပြောဖို့မှားလိုက်ပါတယ်။တစ်ဖက်မှာအရီယာဆီယအုံမုခွက်ခေါ်ခိုင်းလို့ရလာခဲ့ပြီးတော့ယူကီမီယာကလည်းတွားခဲ့ပါတယ်။ဆီယအုံမုခွက်ကယူကီမီယာရဲ့မျက်လုံးအခြေအနေကိုသိသွားခဲ့တာဖြစ်ပြီးယူကီမီယာရဲ့အသက်မွေးဝမ်းကြောင်းအဆုံးသတ်နိုင်တဲ့အရာကိုဘာလို့မပြောပြခဲ့ရလဲလို့မေးပါရယ်ယူကီမီယာကလည်းဘ누구မှစိတ်မပူစေချင်တဲ့အတွက်ကြောင့်မပြောပြခဲ့တာဖြစ်လို့နှစ်ယောက်သားဘ누구မှမကြားနိုင်တဲ့နေရာမှာအေးစီဆွေးနွေးကြပါရယ်သူတို့ဘာရဲ့ပြဿနာကိုလစ်လူရှူထားလောက်တဲ့အထီအောင်ဆရာအုံမခွဲရဲ့စိတ်ထားမဆိုးတာမလို့ပြောပြလို့ရကြအောင်ပြောပါရယ်ယူကီမီယာက ။ "तू မပြောခဲ့မိတာကိုတောင်းပန်ပြီးဆရာဦးမိုးခွတ်ကလည်းမတိခဲ့တာမဟုတ်ပဲ။မပြောပြခဲ့တာမလို့ခန္ဓာကိုယ်စမ်းသပ်မှုမှပဲတိခဲ့ရတာပါ။ယူကီမီယာရဲ့စစ်စစ်ချက်ကိုသူ့ကိုကမ်းလှမ်းထားတဲ့အတင်းစီပို့လိုက်တဲ့အခါမှာအချက်လက်တွေကအနှဲငယ်ပြောင်းလဲသွားခဲ့ပါတယ်။ယူကီမီယာသူ့ရဲ့ကမ်းလှမ်းမှုအဆုံးသတ်ပြီလို့ထင်ထားခဲ့ပေမဲ့ကလပ်ရဲ့သုံးပြန်မှုကတော့ယူကီမီယာရဲ့မျက်လုံးကုပေးကျင်တယ်လို့ပြောပါတယ်။ကွန်ကြားစိတ်အားလုံးကိုလည်းတာဝန်ခံမယ်လို့ပြောပြီးအဲ့ဒီအရာကလည်းယူကီမီယာရဲ့ပါရမီဘလောက်တန်ကြီးရှိလဲဆိုတာဖော်ပြတာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်သူရဲ့ကလပ်ကိုဝင်ဆော့ပေးပါလို့ကလပ်ပိုင်ရှင်ကပြောပါတယ်။လုံးဝအရှင်ပြောက်သွားမလားဆိုတာမသိပေမဲ့တတ်နိုင်တယ်မြ။ကျူးစာပေးသွားမယ့်အတွက်ကြောင့်ယူကီမီယာရဲ့ဘောလုံးသမားဘောဝါကိုအတော်လေးပြောင်းလဲသွားစီမှာပါ။အဲ့ဒါကြောင့်ဒီကလပ်မှုကိုလက်ခံမလားလို့မေးတဲ့အခါမှာကလပ်ပိုင်ရှင်တွေကိုခဏလောက်စောင့်မေးထားဖို့နဲ့ကလန်ချက်ကိုအတော်လေးဝမ်းမြောက်ဝမ်းသာဖြစ်မိတယ်ဆိုပေမဲ့သူရခဲ့တဲ့အောင်မြင်မှုကအီဇာဂီစီကရခဲ့တာဖြစ်တဲ့အတွက်ကြောင့်အခုချိန်မှာလက်ခံလိုက်မယ်ဆိုရင်သူ့ရဲ့အတ္တဒီမှာတင်ရက်တက်သွားလိမ့်မယ်လို့ခံစားမိတဲ့အတွက်ကြောင့် Neo Egoistly ပြီးတဲ့အထိစောင့်မေးကြဖို့တောင်းဆိုလိုက်ပါတယ်။ကောင်းပြီ။ ငါတို့တော့ပြောလိုက်မယ်ဒါပေမဲ့ဒီလောက်ကောင်းတဲ့ကလန့်မှုမျိုးနောက်တစ်ခါရလိုက်မယ်လို့ငါအာမမခံဘူးနော်ယူကီမီးယားလည်းအရင်လိုဖျားသခင်စီမှာထပ်ပြီးတော့စုမတောင်းတော့ပဲကကြင်မာဆိုတာကို့အစွမ်းစားနဲ့ကိုပြောင်းလဲရတယ်ဆိုတာနားလည်သွားခဲ့ပါတယ်အားလုံးကအပြင်းထန်ကြိုးစားနေကြပြီးတစုံတယောက်ကတော့ဘောလုံးကန်ရတာကိုညင်းငွေလာခဲ့ပါပြီအဖေကနိုင်ငံအစ်စ်ငွေတစိ့ပြီးတော့အမေကနိုင်ငံအစ်စ်ပြေးကုန်ပြည့်ငွေလာတဲ့ကလေးကိုထိတ်တန်းအားကစားသမားတယောက်ဖြစ်လာဖို့မျှော်လင့်ချက်တွေနဲ့ပြိုးထောင်ခဲ့ပါတယ်မိဘနှစ်ပါးလုံးကဆက်တစ်ခုလိုပုံစံတွင်းပြီးတော့ ဘောလုံးဆိုတဲ့အားကစားမှာကမ္ဘာအကောင်ဆုံးဖြစ်လာဖို့အတွက်ပြုစုပြုထောင်ခဲ့ကြပါတယ်။နေတိုင်းလိုလိုအထူးလေ့ကျင့်ရေးတွေဆင်းခဲ့ရပြီးတော့အဖေနဲ့အမေကလည်းဘေးကနေအမြဲတမ်းအားပေးနေခဲ့ကြပါတယ်။သူ့ရဲ့တငယ်ချင်းတွေနဲ့အတူတူဆက်ပြီးတော့စောင့်ကြည့်မိမယ်။အကောင်ဆုံးဖြစ်စေခြင်းနဲ့မိဘတွေပျော်ဖို့အတွက်ကျွန်တော်ဘောလုံးကိုဆက်ကစားခဲ့ရပါတယ်။သူတို့ကျွန်တော်ချစ်ကြတယ်ဆိုတဲ့အတွင်းနဲ့ပေါ့။တည့်ရက်မှာစုညံတန်းအချို့ကြောင့်နိုးထလာခဲ့ပြီးဖေနဲ့အမေတို့ကကျွန်တော်ရဲ့ကြိုးစားမှုမလုံလောက်သေးတဲ့ပေါ့။စကားများနေခဲ့ကြပြီး တယောက်ကိုတယောက်ကလည်းချစ်လို့လက်ထပ်ခဲ့ကြတာမဟုတ်ပဲသူတို့ရဲ့မပြည့်ပြတ်ခဲ့ရတဲ့အိမ်မက်တွေကြောင့်ပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်သာကမ္ဘာအကောင်ဆုံးဖြစ်မလာဘူးဆိုရင်မိဘတွေကကြွားရှင်းကြတော့မှာပါမထင်မှတ်ထားတဲ့ဇကားတွေကြောင့်ကောင်းလေးကထိတ်လန့်သွားခဲ့ပြီးလေကားပေါ်ကနေချီချော်ကျသွားခဲ့ပါတယ်သူကြောင့်ကြွားရှင်းရတော့မဲ့မိဘတွေကိုမိကုံမိကျင်နေပြီးအဲ့ဒီအရာကိုမုန်းတီးပြီးတော့သူ့အမလားလို့တွေးမိနေပါတယ်သူ့ကိုယ်သူလူရောဟုတ်ရဲ့လားလို့တွေးမိနေပြီးရုတ်တရက်နှစ်ယောက်သား၆ယောက်ကအနာကိုတတိထားမိတော့ပါတယ်အဲ့ဒီအချိန်မှာနှစ်ယောက်သားလုံးဝတုန်လှုပ်သွားကြပြီးတား အဆင်ပြေရဲ့လားဆိုတော့ယင်မမေးပဲဘိုးတန်ချောက်လေးကခောက်သွားပြီလားလို့မေးလိုက်ပါတယ်လူနာတင်ကားခေါ်တဲ့အထိပါအသေးအံဖြစ်ကုန်ကြပြီးတော့ကျွန်တော်ကိုနည်းနည်းလေးတောင်မှလှဲမကြည့်ခဲ့ကြပါဘူးသူရစ်ချစ်တယ်ဆိုတာကျွန်တော်ကိုမဟုတ်ပဲကျွန်တော်ရဲ့ပါရမီပဲဆိုတာအဲ့ဒီနေရာစပြီးတော့နားလည်လိုက်ပါတယ်ဒါပေမဲ့ကျွန်တော်ဘလုံးကိုဆက်ကစားခဲ့ပါတယ်မိသားစုတကွဲတဲ့ပြားမဖြစ်ဖို့အတွက်ဆက်ကစားခဲ့တာဖြစ်ပြီးတနေ့နေ့မှာကမ္ဘာအကောင်ဆုံးဖြစ်လာခဲ့ရင်သူမွေးဖွားလာခဲ့ရတာအတိတ်ပဲရောရှိရလားဆိုတာသိကျင်နေမိပါတယ် အဲ့လိုမျောလင့်ထားမှုတွေသာမရှိခဲ့ဘူးဆိုရင်သူ့ရဲ့ဘဝပိုပြီးတော့လွယ်ကူလိမ့်မယ်လို့တွေးနေမိပါတယ်။တနေ့မှာခါရာဆုနဲ့တွေ့ဆုံခဲ့ပြီးပြီ။ Theory ရဲ့ကစားပုံတွေကပါရမီရှင်အစ်င့်မဲဆိုပြီးတော့ချီချူခဲ့ပါဗျ။အဲ့ဒီအချိန်မှာခါရာဆုဟာအိုဆာကာလူငယ်အသင်းမှာကစားနေပြီဖြစ်ပြီးတော့အထင်ကြီးကြီးကကန်ချက်တီးပေးပို့မှုတွေဘောလုံးထင်းကြီးတွေခန္ဓာကိုယ်ကြီးနဲ့ဝေဖွာလာတယ်ဆိုပေမဲ့အဆုံးသက်မှာတော့ခန္ဓာကိုယ်နဲ့စိတ်ကထတ်တူမကြပဲဘောလုံးကန်ရတာမပြောဘူးမလားလို့မေးလိုက်ပါတယ်။ Theory ကလည်းအံ့ဩသွားပြီးဘယ်လိုလုပ်သိရလဲလို့မေးလိုက်ပါတယ်။ခါရာဆုကတော့ तू อ่ะလူတွေကိုအကဲဖြတ်တဲ့နေရာမှာတော်ကြောင်ပြောပါရယ်ဟီရီကမင်းကိုတရားရောက်ကအများကြီးမျှော်လင့်ထားရဆိုရင်မင်းဘယ်လိုခံစားရမလဲ तू อ่ะသူ့ရဲ့ဘဝတစ်ချက်လုံးဘလုံးမှအများကြီးမျှော်လင့်ထားခဲ့တဲ့အတွက်ကြောင့်ဘလုံးကံရရအောင်မုန်းတာဖြစ်နိုင်တယ်လို့ပြောပါရယ်ပြင်းစရာပဲတခြားသူတွေပြောတာကိုဂီယူမဆိုင်စမ်းပါနဲ့ကွာမင်းကိုယ်တိုင်စတင်လိုက်ဘာမင်းကိုဆေးလုရှားစီလေအဲ့ဒီဆေးလုရှားစီတဲ့အရာပဲမင်းကိုစတင်စေလိမ့်မယ်မပိန်းလေးရဲ့ငငယ်ကလေးကမျောလင့်ချက်ကြီးကြီးမမားတွေနဲ့ပဲရှင်းတန်လာခဲ့ရတဲ့ဟီယိုရီယာကိုကိုကိုဘာတွေမျောလင့်ထားလဲဆိုတာ ရွေးချယ်ရခံရရတယ်။ငါဘလုံးကန်ရတာကိုမကြိုက်ဘူး။ငါရဲ့မိဘတွေဒါမရှိခဲ့ဘူးဆိုရင်ငါဘာဖြစ်ချင်းမလဲ။မသိတော့ကွာ။တတိယမှာတော့ဟီရီရဲ့ပါရမီကြောင့်ဘလူးလောကကန်လန်းစာပေါ်လာခဲ့ပြီ။သူ့ကိုမဟုတ်ပဲသူ့ရဲ့ပါရမီတွေပဲချစ်တဲ့သူ့ရဲ့မိဘတွေကိုယူမုန်းနေပါတော့တယ်။ဘလူးလောကတော့သူ့အတွက်မျောလင့်ချက်တွေကြီးကြီးမားမားထားထားတဲ့နေရာကနေထွက်ပြေးဖို့နေရာလဲဖြစ်ပါတယ်။အဲ့ဒါကြောင့်မို့အင်းကိုပြန်မသွားချင်တော့ပဲ။ဟဲ့အောင်ဟီရီငါနဲ့အတူလေ့ကျင့်ရအောင်။ဘလူးလောဆိုတဲ့နေရာမှာပဲ ဆက်ပြီးတော့ရှင်းသင်နေခြင်းမိပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဗီဒီယိုကိုသဘောကျနေတတ်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube Channel လေးကို Like and Subscribe လုပ်ခဲ့ပြီးကြဖို့တောင်းဆိုချင်ပါတယ်အားပေးကြတဲ့သူတူတူတယောက်ရှင်နေတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ပိုင်းဒီမှာပြန်တွေ့ကြတော့ပေါ့